ကွန်ပျူတာမှာ Telegram တုံးတဲ့အခါကြရင် Telegram ကွန်ပျူတာထဲမှာ Telegram software file တီးတန့်ထည့်စရာမလိုဘဲနဲ့ browser တစ်ခုရှိုံနဲ့တုံးလို့ရတဲ့နည်းလမ်းကိုမျှဝေပေးသွားမယ် browser လို့ပြောတဲ့အခါမှာကြိုက်တဲ့ browser တုံးလို့ရတယ် Chrome Firefox Microsoft Edge တခြားတော့ Opera စသဖြင့် browser ကြိုက်တာတုံးလို့ရတယ်ဒီနည်းလမ်းကျတော့ကွန်ပျူတာမှာအာ telegram.eac ဒီတန်းဆောင်ဝိုင်ဖိုင်ထည့်စရာမလို့ဘရောင်ဆာတစ်ခုရှိရုံနဲ့တောင်းလို့ရတယ်အိုင်နီလန်ကိုပြပြပေးမယ်နော်โอเคအိုင်နီလန်ကဘယ်လိုမျိုးလဲဆိုရင်ဒီမှာကျွန်တော်ဘရောင်ဆာဘရောင်ဆာရှိမယ်ကျွန်တော်ကလောလောဆယ်ဘာတုံးသွားလဲဆိုတော့ Microsoft App ပေါ့နော်ဒီ Windows ရဲ့ original browser Microsoft App ကိုတုံးသွားတယ် Microsoft App ကိုတုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ address bar ပေါ့နော်ဒီ internet လိပ်စာရိုက် website လိပ်စာရိုက်ထည့်တဲ့ဒီ address bar မှာကျွန်တော်ပြထားတဲ့အတိုင်းအကုန်လိုက်ရိုက်ထည့်နော် https fukolonforce.water.org/a/ ရိုက်ထည့်လိုက်ရိုက်ထည့်လိုက်ပြီဆိုရင်ကျွန်တော် line ကောင်းတယ်ဆိုရင်ဒါမျိုး QR code တွေရလိမ့်မယ်အဲ့တော့ဒီ QR code ကဘယ်လိုတောင်းရမှာလဲဆိုရင်ကျွန်တော်တို့ဖုန်းထဲက Telegram software ကိုဖွင့် setting ထဲကိုသွားအဲ့မှာ device ဆိုတာရှိတယ်အဲ့ device ဆိုတဲ့ setting ထဲမှာကျွန်တော် QR code ဖတ်ဖို့အတွက်ရှိလိမ့်မယ်အကောင့်လေးကိုအဲ့ QR code ဖတ်တဲ့ဟာနဲ့ဒီ web web browser ရဲ့ဒီအခုမြင်နေရ QR code scan ဖတ်လိုက်တာနဲ့ software တည်တန်းထည့်စရာမလိုဘဲနဲ့ဒီ browser နေ Telegram တုံးရရပါတော့။အဲ့တော့ကျွန်တော်အခုဟိုပါပေါ့ scan ဖတ်လိုက်အောင်မယ် scan ဖတ်တဲ့အပိုင်းတော့မပြတော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီခုနပြောတဲ့အတိုင်းကျွန်တော် scan ဖတ်လိုက်တယ်။ scan ဖတ်ပြီးရနောက်ပိုင်းမှာဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီကွန်ပျူတာထဲမှာ Telegram software တည်တံထည့်စရာမလိုဘဲနဲ့ကျွန်တော်တို့ဒီ browser နဲ့ Telegram တုံးလို့ရပြီ အဲ့တော့ကျွန်တော်ဖုန်းမှာပေါ်တဲ့ message တွေဒီမှာပြန်ပေါ်မယ်ကျွန်တော်ဒီမှာ folder ခွဲထားတဲ့အတိုင်း folder ရှိနေမှာပေါ့နော်ဒီကတော့ကျွန်တော်ရဲ့ Telegram channel ပါကျွန်တော် Telegram channel ပေါ့နော်အဲ့တော့ဒီမှာကျွန်တော် setting နေ setting နေအရင်တိုင်းလုပ်လို့ရတာပေါ့နော်ဟုတ်ပြီတော့ notification ကတော့ကြိုက်တယ်ကြိုက်ရင်ဖွင့်ကျွန်တော်တော့မျက်စိနှောက်လို့ကျွန်တော်ကတော့ block ထားလိုက်မယ်နော်ကျွန်တော် computer မှာဆို notification အရင်တက်တာမကြိုက်ကျွန်တော်မျက်စိနှောက်တက်တယ် အဲကျွန်တော်ကအခုဆက်လုပ်မှာကဒီ channel ထဲရဗီဒီယိုတွေ download ဆွဲလို့ရမရကျွန်တော်သိချင်တာအဲ့တော့စမ်းတက်မလို့ပေါ့နော်